မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ပဲခူးတိုင်းတောင်ကုန်းမြို့၄မိုင်မှာရှိတဲ့ခလာရ39တပ်ရင်းကိုတရခုံမမ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်ရာစစ်ခွေးဘက်ကအရာရှိ9ဦးအပါအဝင်စစ်ခွေး9កောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ8ရက်နေ့မွန်လွဲ2:20မိနစ်အချိန်မှာတောင်ကုန်းမြို့၄မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ခလာရ36တိုက်ရင်ကိုတရခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်ခဲ့ရာဒုံးသုံးလုံးစလုံးဟာတိုက်ရင်အတွင်းထဲကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုအတွင်းစစ်အရာရှိ9ဦးအပါအဝင်စစ်သား9ဦးသေဆုံးပြီးတော့6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးဒါအပြင်တိုက်ရင်ရဲ့ရိတ်ခါဂိုဒေါင် စက်ပစ္စည်းဂိုဒေါင်နဲ့တိုက်ရင်လူပြိုးဗားတိုက်များမီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါး တော်လိုင်းတပ်များကတိုက်ခတ်ခဲ့တယ်။ခလိုက်ရ39တိုက်ရင်ဟာတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခလက်အောက်ခံတိုက်ရင်တစ်ခုဖြစ်ပြီးတော့နယ်မြေအတွင်းမှာတော်လိုင်းလှုပ်ရှားမှုများအတွက်အဟန့်တားဖြစ်နေစေတဲ့ရန်သူရဲ့တပ်စခန်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် KNL တပ်မဟာနှင့်တိုက်ရင်9ရဲ့နယ်မြေစီရင်လိုအပ်ချက်အရာမဟာမိတ်အဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အလားတူပဲခလိုက်ရ39ကိုတိုက်ခိုက်တဲ့ဇော်လိုက်လ10ရက်နေ့တရက်ထဲမှာပင် BWM ရဲ့တော်လိုင်းမဟာမိတ်အဖွဲ့များကတောင်ကူကေတုမဒီလေတပ်ကိုလည်းတရခွန်မမရှော့တိုက်တုံးစက်တလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်စေရေးတိုက်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့က KNL တပ်မဟာနှစ်တိုင်ရင်းငါးနဲ့ပူးပေါင်းပြီးတော့မဟာမိတ်အဖွဲ့များဖြစ်တဲ့ Mountain Knight Civilian Defense Force MKCDF အဖွဲ့ Anti-Coup People's Liberation Force ACPLF တို့ကပူးပေါင်းပြီးတော့တိုက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်းတက်မတော် PSLF TNLA ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ဒီကနေ့ဇွန်လ10ရက်နေ့အထိကိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီစစ်ခွေးတွေကကြောက်ကြမ်းဘက်ကနေတက်လာတာကြောက်ကြမ်းအောက်ကနေပြီးတော့အခုချိန်ထိပြစ်နေရတော့မယ်နမ်ဆောင်ဟူဘက်ကအချိန်တွေကတော့မသိရသေးဘူးလို့ပြောဆိုထားပါတယ်။နောင်ချုံမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့်အရင်ကအုံပြုတ်ခဲ့တဲ့နောင်ချုံကွင်းလန် ဘုတ်တွင်းလမ်းတွေကိုယာယီပိတ်ထားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ကြောင်မဲခရီးတဲ့ကားဂိတ်နဲ့လီးဆက်သူတို့ကကြောင်မဲကနေမန္တလေးကိုဆင်းဖို့ကြောင်မဲတီဘောနမ်လန်လွိုင်လင်တောင်ကြီးဘက်ကနေပြန်ဆင်းနေရတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်ခွေးတက်ကနောင်ချိုမြို့ကိုပြန်လဲသိမ့်ပိုင်နိုင်ဖို့အင်အားထောင်ချီတုံးပြီးတော့နေစင်မပြတ်ထိုးစစ်စင်တက်ခတ်ရာအုံမတိဘက်ကနေကြောက်ချမ်းကြီးရွာနားကိုရောက်လာတယ်လို့တောင်ခမ်းဘက်ကနေ666ဒုံးတက်အနီးမှာရှိတဲ့နမ်ဆောင်ဟူကြီးရွာကိုရောက်ရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကတက္ကသိုလ်ကျောင်းသားတမကကျောင်းသားဟောင်းများအင်အားစုအဖွဲ့ဝင်ကိုပိုင်ဖြိုးမင်းခေါ်ဒီရည်နဲ့ဒဂုံတက္ကသိုလ်ကျောင်းသားများတမကအလုံးမှုဆောင်ဟောင်းကိုရှင်းဝေအောင်တို့ကိုထောင်ဒဏ်20စီပြစ်ဒဏ်ချမှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်အော်တိုဘာလ9ရက်နေ့မှာစစ်ခွေးတက်က ကိုပိုင်ဖြိုးမင်းနဲ့ကိုရှိန်ဝေအောင်တို့ကိုဖမ်းဆီးပြီးတဲ့နောက်အင်းစိန်ထောင်တွင်းကတရားရုံးက2025ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာပုံမှန်905ကကြီးနဲ့ထောင်ဒဏ်3နှစ်အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ဗိုလ်တထောင်ခရိုင်တရားရုံးက2025ခုနှစ်ဇွန်လ26ရက်နေ့မှာပုံမှန်50နှစ်ကကြီးနဲ့ထောင်ဒဏ်9နှစ်ပုံမှန်90ညနဲ့ထောင်ဒဏ်10နှစ် အသေးသေးထပ်မံပြီးတော့အမိန့်ချမှတ်ခဲ့တယ်လို့သိရပါဗျ။၎င်းတို့နှစ်ဦးချမှတ်ခံရတဲ့ထောင်ထဲဟာစုစုပေါင်း20စီဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ကတော့တရားရုံးတွေဥပဒေတွေကိုလိုတလိုအကာအကွယ်ယူပြီးတော့သူတို့ကိုစန့်ကျင်တဲ့သူမှန်သမျှကိုဖိနှိပ်လေးရှိပါတယ်။ဒါကသူတို့ရဲ့ဒေရုပ်အမှန်ပါပဲ။ကျွန်တော်တို့အနေနဲ့ကမတရားဖမ်းဆီးပြီးတော့ထောင်ထဲနှစ်ရှည်ချမှတ်ခံလိုက်ရတဲ့ရဲဘော်တွေအတွက်ရောမလွတ်မြောက်သေးတဲ့ပြည်သူတွေတရက်လုံးအတွက်ကိုပါယုံကြည်ရာပန်းတိုင်ရောက်တဲ့အထိမဆုံမနစ်ပဲနဲ့ဆက်လက်ပြီးတော့စူးစမ်းသွားပါမယ်ခင်ဗျ။ လူတို့လွတ်မြောက်ရေးနဲ့နိုင်ငံတော်အသစ်တည်ဆောက်ရေးကကျွန်တော်တို့ရဲ့တန်ထိတ်ထန်ဖြစ်ပါတယ်လို့တကတာចောင်းသားဟောင်းများအင်အားစုကတော်ဝင်ရှိသူကပြောကြားထားပါတယ်။ထောင်ဒဏ်20ချမှတ်ခံရသူကိုပိုင်ဖြိုးမင်းခေါ် DA ဟာစစ်အာဏာရှင်စန့်ကျင်ရေးရန်ကုန်အင်အားစု Anti Gender Alliance ရန်ကုန် AJAY ရဲ့ဥဆောင်သူတအုပ်ဖြစ်ပြီးတော့ရန်ကုန်မှာစစ်အာဏာရှင်စန့်ကျင်ရေးလူတို့လှုပ်ရှားမှုတပိတ်များကိုစင်ဆက်မပြတ်ဥဆောင်ပါဝင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲကိုရှိန်ဝေအောင်ဟာလည်းဒဂုံတက်ကတူចောင်းသားဟောင်းတအုပ်ဖြစ်တဲ့အပြင် ចောင်းသားအရေးနဲ့လူငယ်ရေးရာလှုပ်ရှားမှုများမှာပါဝင်ခဲ့တယ်။အကြမ်းမဖက်ပဲတက်ကြွလှုပ်ရှားတဲ့လူငယ်ခေါင်းဆောင်တအုပ်ဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်အခြေစားစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုများမှာဦးဆောင်ပါဝင်ခဲ့သူတအုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစာပေလောကမှာထင်ရှားကျော်ကြားတဲ့စာရေးဆရာမောင်တာချိုဟာဒီကနေ့မနက်ပိုင်းမှာကွယ်လွန်သွားပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်၈နာရီအချိန်မှာပင်လုံဆေးရုံကြီးမှာကွယ်လွန်သွားခြင်းဖြစ်ကြောင်း CRPJ ကသူ့ရဲ့လူမှုကဲကနေတဆင့်သတင်းထုတ်ပြန်ထားပါတယ်စာရေးဆရာမောင်တာချိုဟာမြန်မာစာပါမောက်ခတဦးဖြစ်ပြီးတော့ရန်ကုန်တိုင်းကွန်းချံကုန်းမြို့တုံးခွကြေးရွာမှာအဖဦးဝင်းသိန်းနဲ့အမိတို့က1958ခုနှစ်မတ်လ17ရက်နေ့အင်္ဂါနေ့မှာမွေးဖွားခဲ့တယ်လို့သိရပါတယ် အမြင့်ရင်ဟာဥညွန့်တောင်းဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်68နှစ်ရှိပြီလို့သိရပါတယ်ရန်ကုန်တက္ကသိုလ်က1981ခုနှစ်မှာဝိဇ္ဇာပွဲ1983ခုနှစ်မှာဝိဇ္ဇာဂုံတူးပွဲ1988ခုနှစ်မှာမဟာဝိဇ္ဇာပွဲများရရှိခဲ့ပြီးတော့1983ခုနှစ်ဒီဇင်ဘာလထုံတောင်းပြောင်းထွေးလာရဲစရာမဂ္ဂဇင်းကခစ်တက်မြစ်တာကဗျာနဲ့စာပေလောကတွေကိုစတင်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်1988ခုနှစ်ဇွန်လထုံအိမ်မဖူးမဂ္ဂဇင်းကစပြီးတော့ တာဝန်ခံအက်ဒီတာအဖြစ်နဲ့ဆောင်ရွက်ခဲ့ပြီးလုံသားများကောလိပ်ဒေသကောလိပ်နိုင်ငံသားဘာသာသိပ္ပံရန်ကုန်တက္ကသိုလ်မိထီလာဒီဂရီကောလိပ်ဟင်းဒရာကောလိပ် ပညာရေးတက်ကတော်မြန်မာစာဌာနတွေမှာနီးပြကတိကနဲ့ပေါမောက်ခရာထူးများကိုအစဉ်အဆက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါဗျ။စစ်အာဏာသိမ်းတဲ့အချိန်2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစာရေးဆရာမောင်သားချိုကိုအကြမ်းဖက်စစ်ခွေးတက်ကဖမ်းဆီးခဲ့ပြီးတော့စစ်အာဏာမသိမ်းမီမှာရေးသားခဲ့တဲ့စောင်းမများကနိုင်ငံတော်အကြီးအကျယ်ပြက်စီတယ်ဆိုပြီးတော့ပုံမှန်905ကကြီးနဲ့စစ်တပ်ကအမှုဖွင့်ပြီးတော့တရားစွဲခဲ့တယ်လို့သိရပါဗျ။ 2022ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာဇာရေးဆရာ မောင်သားချိုးကိုစစ်တပ်ကထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။2022ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာလွန်ငိမ့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးတဲ့နောက်ဒီနေ့ဇွန်လ10ရက်နေ့မှာကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇာရေးဆရာမောင်သားချိုးဟာ ရွှေညဝါဆရာတော်နဲ့အတူ2022ခုနှစ်နိုဘယ်မာလ18ရက်နေ့မှာအင်းစိန်ထောင်ကနေပြီးတော့တစ်ချိန်နဲ့တစ်ရက်ထဲလွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်2:45မိနစ်မှာရွှေညဝါဆရာတော်ဖျားကြီးပြန်လောင်းတော်မူတဲ့အချိန်ဒီကနေ့မနက်8:00အချိန်မှာဆရာကြီးဆရာမောင်သာချိုဟာလဲဆရာတော်နဲ့အတူတရက်ထဲမှာကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကမနေ့ကဇွန်လ9ရက်နေ့ဝါဆိုလပြင်းနေ့ညပိုင်းမှာမိုးကုံမြို့ပေါ်ကိုလေကြောင်းကနေပြီးတော့ဘုံများကျဲချခဲ့ရာကလင်းငယ်နှစ်ဦးသေဆုံးပြီးရွှေဦးတန်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့ည8:18နာရီမိနစ်အချိန်မှာအချမ်းဖတ်စစ်ကောင်စီရဲ့တရတုလေတက်ကနေတက်လာတဲ့စစ်လေရင်ကမိုးကုံမြို့အရှိပိုင်း ထောင်းကချင်ရက်ကွာပန်းမထိပ်ဘက်ချမ်းမှာရှိတဲ့ကလားချန်နယ်ကိုပေါင်300ဘုံတလုံးကျဲချသွားတယ်လို့သိရပါဗျ။အဲ့ဒီဘုံဟာလူနေရက်ကွာမှာရှိတဲ့နေအိမ်များပေါ်ကိုကြက်ရောက်ပောက်ခွဲကအသက်7နှစ်အရွယ်ကလေးနှစ်ဦးထိမှန်ပြီးပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ကလေးငယ်များအပါအဝင်ပြည်သူရှင်ဦးဟာလည်းပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ ဝါဆိုလာပြင်းညတော့မလုတ်လောက်ဘူးထင်တာပေါ့လေရင်နဲ့ဘုံလာကျဲသွားတာပါတမျိုးလုံးတော်တုံသွားတယ်ဘုံကျဲပြီးတော့နာရင်နဲ့လူနာတင်ပရဟိတကားတွေအကုန်လုံးအခင်းပြစ်တဲ့နေရာကိုတွားရောက်ကူညီပေးခဲ့ပါတယ်တေဆုံးတာကကလေးနှစ်ဦးကတော့ပွဲချင်းပြီးပဲဒဏ်ရာရတဲ့ကလေးတွေလည်းပါတယ်စုစုပေါင်း၈ဦးပါအဲ့ဒီမှာ၃ဦးကတော့ဒဏ်ရာပြင်းထန်တယ်လို့မိုးကုံမျိုးကပရဟိတဓမ္မတအုပ်ကရှင်းပြထားပါတယ် အချမ်းဖတ်စစ်ခွေးတက်ကလေရင်နဲ့ကျဲချခဲ့တဲ့ဘုံဟာလူနေရက်ွက်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ပြီးတော့လူနေအိမ်၁၀လုံးထက်မနေထိမှန်ခဲ့ပြီးနေအိမ်၆လုံးဟာတော့လုံးဝပျက်စီးသွားတယ်လို့သိရပါဗျ။ဇူလိုင်လ၈ရက်နေ့မနေ့၉နာရီဝန်းကျင်အချိန်ကလည်းအချမ်းဖတ်စစ်ခွေးတက်ကမိုးကုံမြို့အနောက်ပိုင်းခေါင်းမာရှိုစာတင်ကျောင်းအနီးကိုလေရင်နဲ့ပေါင်900ဘုံတစ်လုံးကျဲချသွားတယ်လို့သိရပါဗျ။ ဘုံကျဲချမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအများအပြားဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်အားအထုပဲမနေ့ကည9:35မိနစ်အချိန်မှာကရင်ပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသအတွင်းကိုလည်းစစ်ခွေးတိုက်ရဲ့လေရင်ကဘုံကျဲချသွားတယ်လို့သိရပါတယ်လက်တလုံးမှာလူထိခိုက်သေဆုံးမှုရှိတယ်လို့သိရှိရကြောင်းဒေသခံပြည်သူများကသတင်းပေးပို့ထားပါတယ်မနေ့ကည9:35မိနစ်အချိန်မှာမော်ချီ လိုလော်ထီးရွာပချမ်းကိုဘုံကျဲချသွားပါတယ်လူထိခိုက်ဒေဆုံးမှုရှိပါတယ်လို့မော်ချီဒေတာကတော်လိုင်းရဲဘော်တို့ကရှင်းပြထားပါတယ်ဇွန်လ25ရက်နေ့မနက်7:00နာရီအချိန်ကလည်းကရင်ပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေတာတောင်ပေါ်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာခဲတပ်တို့တူဖော်ရေးလုပ်ငန်းခွင်နဲ့ကုန်းစုံဆိုင်တဆိုင်ပေါ်ကိုဘုံပြကြရောက်ပောက်ခွဲခဲ့ပြီးတော့ ပြည်သူ9ဦးသေဆုံးကအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မနေ့ကညပိုင်းကစစ်ခွေးတိုက်ရဲ့လေရင်များကသခိုင်းတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တချို့ကိုလည်းဘုံများကျဲချခဲ့တယ်လို့တော်လိုင်းရေးသတင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ